ဖုံဖုံရဲ့သာသနာပြုလုပ်ငန်းမှာအသုံးပြုဖို့အတွက်လစဉ်လူတန်းပေးကြတဲ့သူတွေထဲမှာစင်ကာပူမှာနေထိုင်တဲ့ဣပပလိုင်းဆိုတဲ့တကမာလေးတယောက်ကလစဉ်လူတန်းပါတယ်။သူကတရားတစ်ပုဒ်ကိုရှောက်ပါတယ်။ရှင်ပြားတဲ့တပည့်တော်အပူတွေများနေပါတယ်တဲ့။အဲ့ဒီအပူတွေငိမ့်သွားအောင်တရားရည်အမြိုက်စည်းလေးတပုဒ်လောက်ဟောပေးပါဦးလို့ရှောက်ပါတယ်။အဲ့တော့အပူဆိုတာကတော့ဗျာ ဒီတက္ကမတယောက်တည်းမဟုတ်ပါဘူးလူတိုင်းလူတိုင်းပူနေကြတာပါပဲမြတ်စွာဘုရားကပြောတယ်လူတွေဆိုတာတဲ့အပူနဲ့ပျော်အောင်နေကြတာတဲ့ငရုတ်သီးတဲကဖိုးတွေလိုပဲပေါ့နော်ပူမှန်းသိပါလျက်နဲ့အဲ့ဒီအပူထဲမှာပဲပျော်အောင်နေကြရတာလောဘနဲ့ပျော်အောင်နေတယ်ဒေါသနဲ့ပျော်နေကြတယ်မောဟနဲ့ပျော်နေကြတယ် တချို့ကလောဘလူကျင်တဲ့အရာသာလေးနဲ့ပဲပျော်နေကြတယ်။တချို့ကဒေါသထွက်ပြီးတော့မှတယောက်ယောက်ကိုစိတ်ဆိုးနေရမှပျော်တဲ့လူတွေလည်းပဲရှိပါတယ်။အမျိုးမျိုးပါပဲ။ရှင်သာရိပုတ္တရာရဲ့ညမတော်ဖြစ်တဲ့ဥပစာလာကတစ်ပင်တစ်ပင်အောက်မှာတရားအထုတ်နေတဲ့အချိန်ဥပစာလာဟာယန္နာမကြီးဖြစ်ပါတယ်။အဲ့ဒီယန္နာမကြီးရှိကို မာနတယောက်ကလာရောက်ပြီးတော့ရှောက်ထားတယ်။အရှင်မတဲ့ အရှင်မဘေဘုံကို သွားခြင်းတလေတဲ့ဘေဘုံကိုသွားခြင်းတလေလို့လဲမေးလိုက်ရော့ဘေဘုံကိုမှမသွားခြင်းဘူးတဲ့ဘာဖြစ်လို့လဲတဲ့နတ်ဘုံဆိုတာတဲ့စီစဉ်ဥစ္စာတွေအပြည့်နဲ့ကာမဂုဏ်အာယုန်တွေခံစားလို့ကောင်းတဲ့နေရာဖြစ်တဲ့အတွက်မသွားခြင်းဘူးလားလို့မနာကြီးကမျိုးဆွဲပါတယ်မသွားခြင်းဘူးတဲ့ဘာဖြစ်လို့မသွားခြင်းတာလဲပြောပြပါဟာတဲ့ဘဲပုံမစိုးတဲ့အပူလုံးနေနဲ့ပြည့်နေတာပဲတဲ့ နတ်တွေလည်းပဲပူနေကြတာပဲလူတွေလည်းပဲပူနေကြတာပဲခုံးကြီးတွေလည်းပဲပူနေကြတာပဲအကုန်လုံးကတယောက်တစ်မျိုးစီပူနေကြတာပဲအပူပေါ်တဲ့လူလောကကြီးဖြစ်တဲ့အတွက်မသွားကြပါဘူးလို့အဲ့လိုပဲညင်းလိုက်ပါတယ်မနဲ့ဗျလူတွေကပူနေကြတာပါပဲလူတိုင်းလူတိုင်းမှာအပူဆိုတဲ့နေရာမှာအတွင်းပူနဲ့အပြင်ပူရှိပါတယ်အဲ့တော့ပူစိတ်ပူလာပြီဆိုရင်အကြောင်းရင်းကို တွေ့အောင်ရှာပါတယ် ာကြောင့်မို့ငါစိတ်ပူရတာလေအပြင်အကြောင်းရင်းအပြင်အကြောင်းရင်းဆိုတာကအိတ်ထာယုံအနိဋ္ဌာယုံရှိတယ်ဗျနှစ်သက်စရာ ကောင်းတဲ့အာယုံတွေနဲ့တွေ့ရင်တော့တစ်မျိုးမနှစ်သက်စရာကောင်းတဲ့အာယုံတွေနဲ့တွေ့ရင်ကြတော့တစ်မျိုးစိတ်ကပူပန်ရတယ်ဗျအဲ့တော့အတွင်းထဲမှာလှိုက်ပြီးတော့မှလောင်နေတဲ့မိကလည်း၁၇မျိုးရှိပါတယ်အဲ့ဒါကဗာမိတွေလဲလို့ဆိုရင်ယာကမိတဲ့ ဒေါသမီတဲ့မောဟမီတဲ့ဇာတိပရိတန်နေမီအိုခြင်းမီတည်ခြင်းဆိုတဲ့မရဏမီစိုးရင်ခြင်းဆိုတဲ့မီတောကဆိုတဲ့စိုးရင်ခြင်းမီငိုကြွေးခြင်းဆိုတဲ့ပရိဒေဝမီကိုဆင်းရဲခြင်းဆိုတဲ့ဒုက္ခမီစိတ်ဆင်းရဲခြင်းဆိုတဲ့ဒေါမနတမီပြင်းစွာပူပန်ခြင်းဆိုတဲ့ဥပယတာမီတွေလူတိုင်းလူတိုင်းကို လောင်မြိုက်နေကြပါတယ်အဲ့လိုမီတွေလောင်မြိုက်လာတဲ့အခါမှာအပြင်အာယုံတွေနဲ့တွေ့လို့မီးတွေလောင်မြက်လာတဲ့အခါမှာ ကိုကနှလုံးသွေးမမှန်ဘူးဆိုရင်လောင်မြိုက်ခံရတာပဲဟုတ်တယ်နော်နှလုံးသွေးမှန်ဖို့ရည်ကြည်ပါလေကိုတွေ့ရတဲ့အမှလူတွေဆိုတာပူးနေကြတာပါပဲသားအတွက်လည်းပူရသမီးအတွက်လည်းပူရဇနီးအတွက်လည်းပူရလင်အတွက်လည်းပူရအဖေအတွက်လည်းပူရအမေအတွက်လည်းပူရကိုချစ်သူအတွက်လည်းပူရတယောက်တစ်မျိုးစီကိုပူနေကြတာအဲ့ဒီထဲဆိုတာကဟောလာစီးပွားရေးအတွက်ပူရတာတစ်မျိုး ပညာရေးအတွက်ပူရတာကတစ်မျိုးလူမှုရေးပြဿနာတွေကြောင့်ပူကြရတာတစ်မျိုးအပူတွေကတော့အများကြီးအများကြီးပဲလောကရန်တရားတွေလည်းပါတာပေါ့နော်လောကရန်တရားတွေကကိုယ့်ရဲ့နှလုံးသားကိုလာရောက်ပြီးတော့မှမီးဖောက်ကြပါလိမ့်မယ်ကိုကယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမမှန်ကန်ကန်နဲ့စင်ကျင်သုံးသပ်ခြင်းမပြုဘူးဆိုရင်တော့လောကရန်တရားတွေကမီးဖောက်တာကိုခံရပါလိမ့်မယ်အဲကြောင့်မို့ ဒီအပြင်ကအိဋ္ဌာယုံ ကောင်းတဲ့အာယုံတွေအနိဋ္ဌာယုံ မကောင်းတဲ့အာယုံတွေဝင်လာပြီးစိတ်ကိုပူပန်စေပြီးဆိုရင်ပေါ့နှလုံးသွင်းမှန်ဖို့အရေးကြီးပါတယ်။ယောနိဒောမနတိကာရအသင့်အသင့်မံကန်တဲ့စဉ်းစားမှုမျိုးကိုစဉ်းစားရပါမယ်။လောဘဖြစ်လာတယ်။ဘာကြောင့်မို့ဒီလောဘဖြစ်ရတာလဲ။လောဘဖြစ်ရင် ဖြစ်မှန်းတိပါ။တိတာနဲ့တခါတည်းပြောက်အောင်ကြိုးစားပါ။ဒေါသဖြစ်ရင် ဖြစ်မှန်းကိုတိရပါမယ်။ တည်ပြီးတာနဲ့ဒီဒေါသကဆက်မဖြစ်အောင်ဟိုက break အောင်နိုင်ရပါမယ် control လုပ်နိုင်ရပါမယ်အဲ့တော့လောဘနဲ့ဒေါသဖြစ်တာကို ဖြစ်မှမသိအောင်ဖုံးလွှမ်းထားတာကမောဟဖြစ်ပါတယ်အဲ့ဒီမောဟတရားဖြစ်လာပြီးဆိုရင်လည်းပဲဖြစ်တာကိုဖြစ်မှန်းသိအောင်ကြိုးစားရမယ်အဲ့တော့ပူပန်စရာတွေကတော့အများကြီးပေါ့ဗျာဟုတ်လားပူလာပြီးဆိုရင်တောကဆိုတဲ့ဆိုရင်ရမယ်ပရိဒေဝဆိုတဲ့ငိုကြွေးရမယ် ဒုက္ခဆိုတဲ့ကိုဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတွေဖြစ်ရမယ်။နောက်ဥပါယတာကိုဆင်းရဲစိတ်ဆင်းရဲဖြစ်ုံနဲ့မကပြင်းစွာငိုကြွေးရတဲ့ဒီပါဖြစ်လာတတ်ပါတယ်။ဒါကြောင့်မို့အပြင်ကလာခဲ့တဲ့အာယုံတွေမန္တမယကိုယောနိသောမနတိကာရနှလုံးသွင်းမမှန်ကန်ကန်နဲ့တိအောင်ကြိုးစားရမယ်။တိအောင်ကြိုးစားပြီးရင်ပယ်ဖြောင်းနိုင်မှသာလေ။စိတ်နှလုံးဟာအေးချမ်းမှဖြစ်ပါတယ်။ဒါကြောင့်မို့အပူဘေးကနေ ကင်းဝေးကြပါစေအပူမလောင်မိကြပါစေနဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်လောဘကတောကကိုမွေးဖွားပေးတယ်လောဘဆိုတာလူကျင်တာတောကဆိုတာကတော့စိုးရိမ်တာပေါ့တချို့ပုံကိုယ်တွေကပြောတယ်လောဘမရှိလို့မဖြစ်ဘူးတဲ့လောဘရှိလို့ငါတို့တွေကြီးပွားနေတာတိုးတက်နေတာအောင်မြင်တာအောင်မြင်နေတာလို့ဒီလိုပြောကြတယ်အမှန်မှာတော့မဟုတ်ပါဘူးလောဘရှိလို့မဟုတ်ပါဘူးပညာနဲ့ဝိရိယရှိလို့ကြီးပွားတိုးတက်အောင်မြင်ကြတာဖြစ်ပါတယ် ပညာကနေပြီးတော့မှဒီလုပ်ငန်းကိုဘယ်လိုချက်ထွင်ရရင်ကောင်းမလဲဘယ်လိုလှုပ်ဆောင်ရရင်ကောင်းမလဲဆိုတဲ့ပညာနဲ့ဆင်ခြင်သုံးသပ်ပြီးတော့မှဝိရိယနဲ့စ조사အားထုတ်လိုက်တဲ့အခါမှာကြီးပွားတိုးတက်အောင်မြင်လာကြတာဖြစ်ပါတယ်။လောဘနဲ့ကြီးပွားတိုးတက်အောင်မြင်တာဆိုလိုသကိုးတွေဓမြတွေခပိုင်းလိုက်တွေပဲရှိပါတယ်။ပြောချင်တာကတော့လောဘကနေပြီးတော့တောကကိုငွေပွားတယ်။ဘုံမုံတို့တွေဓမ္မမိတ်ဆွေတို့တွေမရသေးတဲ့အရာတွေကိုလိုချင်တဲ့ လိုချင်လာတော့ရအောင်စူးစမ်းတယ်ရလာတဲ့အခါမှာဆုတ်ကင်ထားတယ်ကိုပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာစိုးရင်တော့ကနေဖြစ်နေကြရတယ်စိတ်ဆင်းရဲနေကြရတယ်ပေါ့ဘုံမုံတို့စာတန်တိုင်းမှာနေတုန်းကမြို့ထဲကတကာတွေကဘုံမုံတို့ចောင်းကိုလာပင့်နေပါလာပင့်လာလဲဆိုတော့မြို့ထဲမှာမိလောင်နေလို့တဲ့မိငိမ့်ပြီးပေါ်လာပင့်တော့အားလုံးကလိုက်သွားကြပါတယ်ဝေရောက်တော့အိမ်တေဟာမိအမတာကိုလောင်းနေပါတယ် မိသားစုတွေကတော့ဘေးကင်းရာမှာရွှေ့ပြီးတော့နေကြပါတယ်။အဲ့ဒီမိသားစုတွေကအမျိုးသမီးတယောက်ဟာမိလောင်နေတဲ့အိမ်လေးကိုအတင်းပြေးဝင်သွားပါတယ်။အားလုံးကလည်းဝိုင်းတားကြတယ်။မိဒီလောင်နေတဲ့ဘာသွားလို့မှလဲဆိုတော့ကျမရဲ့လက်ဝတ်လက်စားတုပ်လေးကြံခဲ့လို့အဲ့ဒါသွားပြန်ယူမယ်တဲ့။ခဏလေးပါဆိုပြီးအိမ်ပေါ်တက်ပြေးသွားတော့မိလောင်ပြီးတော့အဲ့ဒီမှာမိဘုံထဲမှာပဲမထွက်တော့တော့ပဲနဲ့အသက်ပါဆုံးရှုံးသွားရပါတယ်။ဒါကဘာလဲလို့ဆိုရင်စိုးရင်တော့ကပေါ့။ ကိုပစ္စည်းဥစ္စာတွေမိတဲ့ကိုပါသွားမှာဆိုတဲ့စိုးရင်တော့ကကြောက်စိတ်ကလေးနဲ့ဝင်သွားလိုက်တာအသက်ပါပြဆက်လိုက်ရပါတယ်အခုကြားနေရတဲ့တဲ့င်းအရာ ဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့ချွေဆိုင်တဆိုင်ဟာငလင်လုတ်တဲ့အချိန်ဓမြတွေကပွဲလန်တုံဖြာခင်းမှာဇိုးလို့ဆိုပြီးဆိုင်ကထကားကိုပိတ်ချလိုက်တဲ့အခါမှာအားလုံးကအဲ့ဒီဆိုင်ထဲမှာပဲတည်ကြည်ပျက်စီးကြရတယ်လို့ဒီတဲ့င်းလေးတွေလည်းပဲဖုံဖုံတို့ကြားပါတယ်ကြက်ထားပါတော့လေး လောဘကြောင့်မို့တောကဖြစ်ကြရတယ်။လောဘဆိုတာလိုချင်တာတောကဆိုတာကစိုးရိမ်တာ။ဆိုကြပါစို့ဒီလူတစ်ယောက်နဲ့တစ်ယောက်မသိခင်ကသိကျင်လာတယ်။သိလာတဲ့အခါမှာခင်မင်လာတယ်။ခင်မလာတော့ချစ်ကြွမ်းဝင်လာတယ်။ချစ်ကြွမ်းဝင်လာပြီးတော့တယောက်နဲ့တယောက်လက်တွဲလိုက်ကြတယ်။သူနဲ့မသိခင်တုန်းကတော့ဒီလူနဲ့ပတ်သက်ပြီးတော့သူ့ပေါ်မှာဘာမှစိုးရိမ်တောကမရှိပေမဲ့လို့သူနဲ့လက်တွဲလိုက်တဲ့အချိန်မှာသူ့အတွက်စိုးရိမ်တောကတွေဖြစ်လာရပါပြီ။ အာလျင်တီဓာကြီးမယာတီဓာကြီးဆိုတာမျိုးတွေပေါ့ဒါရင်လားဆိုတော့မဟုတ်သေးပါဘူးသူနဲ့ပတ်သက်ပြီးတော့ဆက်နွယ်လာတဲ့အသားတွေသမီးတွေအပေါ်မှာလည်းပဲဆိုရင်တောကတွေကဖြစ်လာရပါတယ်ဒါဟာလောဘကနေတောကကို မွေးဖွားပေးလိုက်တာဖြစ်ပါတယ်တိုက်ခန်းတခန်းဝယ်ထားတယ်ဆိုကြပါစို့အဲ့ဒီတိုက်ခန်းတခန်းဟာဘယ်နေရာမှာပဲရောက်ရောက်အခုလိုငွေတွေလောက်တဲ့အချိန်မှာဘယ်နေရာမှာပဲနေနေဒီအတွက်ဆိုရင်တောကတွေရောက်နေရတယ်ကားတစ်စီးဝယ်ထားလိုက်တယ် ြေးအတွက်လည်းပဲစိုးရင်တော့ကတည်းရောက်နေရတယ်။တကယ်လို့များအဲ့ဒီထိုက်ခန်းတော့အဲ့ဒီကားတွေကိုရတဲ့ဈေးလေးနဲ့ရောင်းထားခဲ့ပြီဆိုရင်ကို့မှာလည်းအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါစိတ်ချမ်းချမ်းသာသာနဲ့အဲ့ဒီအတွက်စိုးရင်တော့ကမဖြစ်ဘဲနဲ့နေလို့ရတာပေါ့။ဒါကြောင့်မို့လောဘကတော့ကကိုမွေးပါတယ်ဆိုတာဒါဟာအမှန်တရားပါပဲ။လူတဦးနဲ့တဦး ဆန်ရွယ်မှုမရှိဘူးဆိုရင်သူ့အတွက်လည်းပူစရာမရှိဘူးကို့အတွက်လည်းပူစရာမရှိဘူးပစ္စည်းဥစ္စာတွေအပေါ်မှာအာကိုကစုတ်ကင်မထားဘူးကို့ပိုင်ဆိုင်မှုမဟုတ်ဘူးဆိုရင်တော့အဲ့ဒီပစ္စည်းပေါ်ဥစ္စာတွေအပေါ်မှာလည်းပဲကို့ဟာစိုးရင်တော့ကလုံးဝမဖြစ်တဲ့အတွက်စိတ်ချမ်းသာမှုရနေပါတယ်အဲကြောင့်မြတ်စွာဘုရားရဲ့တရားတွေကတန်တိတိကောတဲ့နော်အခုကြင့်လည်းရင်အခုလက်တွေ့အကျိုးရတယ်ဆိုတာဒါသိကောမကန်တဲ့တရားတွေပဲဖြစ်ပါတယ် အကြောင်းစိတ်ချမ်းသာခြင်းနဲ့စိတ်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေခြင်းနဲ့ဆိုရင်တော့မိကိုလျှော့ရမှာဖြစ်ပါတယ်။ဗာမိတွေလည်းလောဘမိဖြစ်ပါတယ်။ငါဥစ္စာဆိုတဲ့စိတ်နဲ့ဒီ PC ဥစ္စာတွေကိုဆုတ်ကင်ထားတယ်။ဆုတ်ကင်ထားတဲ့ဒီ PC ဥစ္စာတွေတခုခုဖြစ်သွားမှာကိုစိုးရိမ်နေတယ်။စိတ်ဆင်းရဲနေရတာပေါ့။ဒါကြောင့်မို့မိကိုလျှော့ပါဆိုတာကကိုတတ်နိုင်သလောက်ကိုပေးနိုင်သလောက်ကိုကျွေးနိုင်သလောက်ကိုရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုံပုံတွေကိုပေးပါကျွေးပါလူပါတတ်ပါ။ လောဘရဲ့ဆန့်ကျင်ဘက်ကအာလောဘမလိုချင်မှု ဖြစ်ပါတယ်လူမှုတမ်းမှုများများလုပ်ပေးပါနောက်ဒေါသဒေါသဆိုတာခက်တံကြမ်းတမ်းနေဒေါသရဲ့ဆန့်ကျင်ဘက်ကအာဒေါသအဲ့တော့အာဒေါသဆိုတဲ့နေရာမှာမေတ္တာတရားပေါ့အဲ့တော့လောဒေါသဖြစ်တယ်ဆိုရင်အလုံးကလည်းစိတ်မချမ်းသာရတယ်လို့ကိုယ်လည်းပဲစိတ်ဆင်းရဲရတာဖြစ်ပါတယ်။ဒါကြောင့်မို့မေတ္တာတရားများများပွားနိုင်အောင် ကြိုးစားပါ။မောဟဆိုတဲ့တွေ့ဝေမိမောမှု အကုန်လုံးကတွေးဝေးနေတာပဲအဲ့တော့ကိုကတွေးဝေးမိမမှုဖြစ်ပဲနဲ့အခုလိုခစ်စိုးစနစ်ဆိုကြည့်ရမှာတတိနဲ့နေရမှာဖြစ်ပါတယ်။အော်အချိန်မရွေးငါဟာဒေတတ်တဲ့ကုသိုလ်ကောင်းမှုတွေကိုများစွာလုံးမဖြစ်မဲဆိုတဲ့တတိတရားပညာတရားနဲ့နေမှစ조사အထောက်မှရမှာဖြစ်ပါတယ်။ဒါကြောင့်မို့အပူတွေကို ဟိုတက်တာခြင်းနဲ့ဆိုရင်အပူတွေယော့ခြင်းနဲ့ဆိုရင်လွတ်လွတ်လပ်လပ်နေခြင်းနဲ့ဆိုရင်စိတ်ချမ်းချမ်းသာသာနဲ့နေခြင်းနဲ့ဆိုရင်ဘာလျှော့ရမလဲမိကိုလျှော့ဘာမိလဲလောဘမိလောဘမိကိုလျှော့မှဆိုရင်တော့ကာကျင်းနေမလာမှာဖြစ်ပါတယ်အားလုံးပဲအပူမီးတွေကိုရှော့နိုင်ပြီးတော့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့အဲဘဝကိုဖြတ်တန်းနိုင်ကြပါစေဗျာ ဒီနောင်တော်ကြီးရဲ့မျက်နှာအသွင်ပြင်ကို ကြည့်ရတာတည်တည်ငြိမ်ငြိမ်ပါပဲ။ဒီကနေပြီးတော့မှဖူးရတဲ့ပုံကတော့မှမျက်ရည်ကျသလိုဖြစ်သွားပါတယ်။အဲ့တော့ဒီနောင်တော်ကြီးအခုလိုခြေလက်အင်္ကာတွေဆုံးရှုံးတာတောင်မှတည်တည်ငြိမ်ငြိမ်အင်္ဒရီရရနဲ့ရင်ဆိုင်နိုင်တာဒီသူ့မှာမန်ကန်နဲ့နှလုံးသွင်းမှုရှိလို့ဖြစ်ပါတယ်။အဲ့တော့မန်ကန်နဲ့နှလုံးသွင်းရှိတဲ့ပုံကဟာဘယ်လိုဒုက္ခတွေပဲကြုံကြုံဘယ်လိုအနာတရားတွေပဲဖြစ်ဖြစ် နှလုံးသွင်းမှန်ကန်တယ်ဆိုရင်မျက်နာကအလိုလိုနေရဲနဲ့ကြည်လည်နေတာဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်ကနကုလပိတာဆိုတဲ့ပုံနာကြီးဟာမြတ်စွာဘုရားကိုဝင်ရောက်ပြီးတော့ဖူးမြော်တယ်။မြတ်စွာဘုရားတဲ့တပည့်တော်ကအသက်ကလည်းကြီးလာပြီတဲ့။ဒါကြောင့်မို့တပည့်တော်နဲ့တင့်တော်ရဲ့တရားကိုအရှင်ဘုရားဟောပေးပါဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဒီခန္ဓာကိုယ်ကြီးဆိုတာကျဥ်ငဲ့ဥလိုလိုပဲတဲ့။ဘာမှခိုင်မာမှုမရှိဘူးတဲ့။အထီလွယ်ရှလွယ်တယ်။ ပွဲလေရှလွေတယ်လို့ဟောပါတယ်။နောက်ပြီးတော့ဘလို့ယောဂမျိုးတွေပဲကြုံကြုံနဲ့ကိုသာနာပါစေစိတ်မနာပါစေနဲ့လို့မြတ်စွာဘုရားကဟောလိုက်ပါတယ်။အဲ့ဒီမှာနကုလပိတာတကကြီးကသဘောကျလွန်းလို့ပြန်လာတော့အရှင်သာရိပုတ္တရာကိုတော်မြတ်နဲ့တွေ့ပါတယ်။ရှင်သာရိပုတ္တရာကြီးကအဲ့ဒီနကုလပိတာတကကြီးကိုမြင်ကြတဲ့အခါတိလိုက်ပါပြီ။တကကြီးတဲ့မြတ်စွာဘုရားကဘလို့တရားတွေများဟောလိုက်တာလေ။မျက်နာကလည်းကြည်လင်ရှင်လန်းနေတာပဲ။ရှင်ဘုရားတပည့်တော်တွေရဲ့ခန္ဓာကိုယ်ကြီးဟာ ချက်ဥငဲ့ဥတို့လိုပဲဗျာတဲ့ခိုင်မာမှုမရှိဘူးတဲ့အခွန်မရပဲဗျာတဲ့ကွဲတာရှာတတ်တယ်တိတ်မှန်တာပဲဗျာနောက်ပြီးတော့ဘလို့ယောဂမျိုးတွေပဲကြုံကြုံဘလို့အနာတရတွေပဲရရဒီကိုသာနာပါစီစိတ်မနာပါစီနဲ့လို့ဟောလိုက်ပါတယ်ဗျာဆိုတော့ရှင်သာရိပုတ္တရာကတခါကြီးဘယ်လိုပုံကိုမျိုးကကိုဒါနာပြီးတော့စိတ်နာတဲ့ပုံကိုမျိုးလဲလို့ရှင်ပြဒါတော့တပည့်တော်မသိပါဘူးဗျာရှင်ပြဟောပြပါဆိုတော့ အဲ့ဒီမှာရှင်သာတိပုတ္တရာကိုတော်မြတ်ကြီးကဟောပြပါတယ်အဲ့တော့ပြောချင်တာကအဲ့လိုပုံကူမျိုးပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာအနာတရားတွေဖြစ်လာတဲ့အခါမှာခြေလက်အင်္ဂါတွေဖြတ်တောက်ရတဲ့အခါမှာကိုယ်ကတော့နာနေမှာအမှန်ပါပဲအဓိကတော့စိတ်မနာဖို့အရေးကြီးပါတယ်မြတ်စွာဘုရားလက်ထက်ကဒီနေမကောင်းထိုင်မတာဖြစ်တဲ့ယဟန်တော်လေးကိုယဟန်တော်တွေကဝိုင်းလျှောက်ကြတယ်မြတ်စွာဘုရားတဲ့ယဟန်တော်လေးတစ်ပါးဟာတဲ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ချင်ရှားတဲ့ယဟန်တော်လည်းမဟုတ်ပါဘူးယောဂဖြစ်နေတဲ့ဗျာတဲ့မြတ်စွာဘုရားကဒီဒီစကားကိုကြားတဲ့အခါမှာဩမထင်ရှားတဲ့ယဟန်လည်းဖြစ်တယ်အသက်ကလေးကလည်းငင်ငင်နဲ့ယောဂဖြစ်နေတာပါလားကရုဏာတတ်တန်နဲ့အဲ့ဒီယဟန်ရှိကိုသွားပါလေယဟန်တော်ဒီကလည်းမြတ်စွာဘုရားကြွလာတော့မြတ်စွာဘုရားကိုနေရာပေးပါတယ်အဲ့မှာမြတ်စွာဘုရားကယဟန်တော်လေးတဲ့ငါကအစဉ်ပြေပါတယ်မင်းသာတက်တောင်းတက်တာနေပါလို့ပြောတော့ မင်းရဲ့ယင်ထဲမှာဘာတွေခံစားနေရလဲလို့မြတ်စွာဘုရားကမေးတော်မူပါတယ်။ဒီပြောတဲ့ယင်ထဲမှာတော့ဗျာခံစားနေရတာတော့အများကြီးပါပဲ။ဘာလဲတဲ့အမေတီလမစင်ကျေလို့ဒီတန်တရားတွေဖြစ်နေကြတာလားတန်တရားတွေဖြစ်နေတာလားလို့မေးတော့အဲ့ဒီလိုလည်းမဟုတ်ပါဘူးဗျာတဲ့။တပည့်တော်ရဲ့ယင်ထဲမှာဖြစ်နေတာမြတ်စွာဘုရားဟောတဲ့တရားတွေဟာတီလစင်ကျေဖို့ထက်ယောဂပျောက်ဖို့ထက်ยาก็กินบ่ฮอดเด้อโตตะบี้တော့ထင်ပါတယ်ဗျာဆိုတော့မှန်လိုက်တာ ငါဟောတာအဓိကတော့ယာကကင်းဖို့ပဲအဲ့ဒီမှာယဟန်တော်လေးကိုမြတ်စွာဘုရားဟောလိုက်တာကတော့ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်လို့မျက်စိမျက်စိကမြင်တဲ့အစင်လိုချင်တဲ့တတ်မဲ့တဲ့ဆွဲလန်းတယ်ဒါမျိုးတွေမဖြစ်ရဘူးနားကကြားတဲ့အတန်ကိုလည်းပဲလိုချင်တဲ့တတ်မဲ့တဲ့ဆွဲလန်းတယ်ဒါမျိုးတွေမဖြစ်ရဘူးပြောချင်တာကတော့ဒီငါပိုင်တဲ့ဥစ္စာငါဟာငါအတ္တဆိုတဲ့ဆွဲလန်းမှုမျိုးကိုပယ်ဖြောက်နိုင်ရမယ်မျက်စိနားနှာခေါင်းလျှာကိုယ်စိတ်ဆိုတဲ့ဒီ၆ပါးကို ပယ်တတ်နိုင်ရမယ်ငါဟာငါဥစ္စာငါအတ္တလို့မစွဲရဘူးလို့မြတ်စွာဘုရားကဟောလိုက်တဲ့အချိန်မှာအဲ့ဒီယဟန်တော်လေးကမြတ်စွာဘုရားရဲ့တရားတော်လေးနှာပြီးတော့သောတာပန်တည်တော့ပါလေအဲ့တော့ပြောချင်တာကတော့ကိုယ်သာကိုကတော့နာနေမှာပဲစိတ်မနာဘူးအရေးကြီးတယ်ဆိုတာဒီခန္ဓာကိုယ်ကြီးဆိုတာကမမြဲဘူးဖောက်ပြန်ပြောင်းလဲပြည့်စည်တတ်တဲ့သဘောရှိတယ်ဥက္ကုံကြက်ဥလိုငဲ့ဥလိုလိုပဲကွဲတာရှတတ်တဲ့ခိုင်မာတဲ့သဘောမရှိဘူးဆိုတာကိုသဘောပေါက်ဖို့လိုတယ် ။ဒါကြောင့်မို့ဒီကိုရာနာပါစေစိတ်မနာပါစေနဲ့ခေါ်ရတာဖြစ်ပါတယ်။ဒီတရားတွေကလည်းပဲမကြမ်းမာတဲ့အခါမှာလည်းပဲနှလုံးသွင်းရမှာဖြစ်သလိုကြမ်းမာတဲ့အခါမှာလည်းပဲနှလုံးသွင်းရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မကြမ်းမာတဲ့အချိန်မှနှလုံးသွင်းမယ်ဆိုရင် အချိန်တိတ်မရတော့ပါဘူး။အဲကြောင့်မို့တကာတယောက်ကဝေဘူးစရာတော့ဘုရားကြီးကိုရှောက်ထားတယ်။ရှင်ဘုရားတဲ့ဒီလိုတို့ဒီနှလုံးသွင်းနေကြဖြစ်တဲ့ အဒီဘုရားကုံတော်ပွားတာတို့ငါးပါးသီလစောက်တည်တာတို့ဒီဥစ္စာတွေဟာတေဂာနိမလုံးလို့မရဘူးလားလို့မေးပါတယ်အဲ့ဒီတော့ဝေဘူဆရာတော်ကြီးကမင်းထမင်းစားပြီဆိုရင်ချက်ချင်းစားလို့ရလားလို့မေးတော့ဘယ်စားလို့ရပါမလဲဘုရားတဲ့ထမင်းစားတယ်ဆိုတာကပထမဦးဆုံးမိမိုးရမယ်ပြီးရတော့ဆံရီစီရမယ်ပြီးတော့အဲ့ဒီဆံကိုချက်ပြုတ်ရမယ်ဒါမှသာလျှင် ထမင်းစားလို့ရမှာလို့အဲ့ဒီမှာဝေဘူဆရာတော်ဘုရားကြီးကို ပြန်ပြီးတော့ရှောက်ပါတယ်အဲ့ဒီတိုင်းပါပဲတဲ့ ဒီယောဂမဖြစ်ခင်မှာမအိုခင်မနာခင်မသေးခင်မှာဒီတရားတွေကိုနှလုံးသွင်းထားရမှာဖြစ်တယ်။အဲ့တော့ဒီသေးကနီးမှအနာကနာတဲ့အချိန်မှနှလုံးသွင်းမယ်ဆိုရင်ဘလို့မှမဖြစ်နိုင်ဘူးလို့ဆရာတော်ကြီးကပြောကျင်တာအကျွတ်တင်ပြင်ဆင်မှုရှိရမယ်ဆိုတဲ့အကြောင်းကိုဟောရတာဖြစ်ပါတယ်။အဲကြောင့်မို့ကိုယ်သာနာပါစေစိတ်မနာပါစေနဲ့အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ ဓမ္မတုဒ္ဒရှင်လည်းမအသိပညာဘုဒ္ဓတရားဝေဟာတရားတော်များကိုရှားဝင်ပြီးနှောင့်ဝေပြီးခြင်းဖြစ်ပါတယ်။